ေးတိတော့လေနော်ဈေးဈေးဈေးပြတော့လေဘာတို့မနက်ကပြောနေဈေးတိတ်ဟာလာလေလာပြီတော့ပြတောင်ပြည်တပ်မှနှင်းနယ်မြေဖြစ်တဲ့ကြောက်မဲမြို့ကိုစစ်ကောင်စီတပ်ကမနစ်ဂျွန်လ29ရက်နေ့တနေ့ထဲမှာပဲလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်အနေနဲ့ကြောက်မဲမြို့ကိုနေ့လယ်2နာရီခွဲကျော်အချိန်ကရက်ွက်တင်းနဲ့ညနေ9နာရီဝန်းကျင်အချိန်မှာရက်ွက်ခွန်းမြောက်ကုန်းကောက်ကွန်းတို့အပြင်900နှစ်တပ်ခန့်တို့ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ ပေါင်250ဘုံ6ဒုံထက်မနည်းကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးအရက်သားပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်ဆိုင်စာတင်ကြောင်းအပါအဝင်ဖုံတော်ကြီးကျောင်းနဲ့ထိမှန်ပျက်စီးခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့နဲ့26ရက်နေ့ကလည်းကြောက်မဲမြို့အတွင်းလေကျောင်းနဲ့ဘုံလေးလုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီလေကျောင်းဖြစ်စဉ်မှာတော့အရက်သားပြည်သူ9ဦးသေဆုံးပြီးကလေးငယ်2ဦးအပါအဝင်16ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်က71အိမ်နဲ့စာတင်ကျောင်းနှစ်ကျောင်းနဲ့ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာအပြစ်ရကြောင်းကြေညာထားပေမဲ့အပြစ်မဲ့အရက်သားပြည်သူတွေကိုဥတီပြီးလေကြောင်းတက်ခိုက်တာတွေနိုင်ငံတဝင်းပြုတ်လုနေတာကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းအနေရကိုရှောင်ရှားနိုင်ဖို့လေကြောင်းဆိုင်ရာကာကွယ်ရေးလမ်းညွန်တွေကိုလိုက်နာကြဖို့လိုအပ်ကြောင်းတိုက်တွန်းအပ်ပါတယ်ကျွန်မလွေပြပါပါရှင်